အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ဟာ FA ဖလားပွဲစဉ်မှာ Palace အသင်းတိုက်စင်မှုမာတီတာရဲ့အိုးကောင်းကို6ရောင်းနဲ့ကန်ခဲ့တဲ့ Millwall အသင်းကိုသမား Robert ရဲ့ပွဲပယ်ပြစ်ဒဏ်ကို6ပွဲအထိ ိုးမြင့်ချမှတ်ခဲ့တယ်လို့သိရပါဗျ။ FA ဖလားပြင်စမအဆင့်ပွဲစဉ်အဖြစ်မလတရက်ကရှင်ပြိုင်ကစားတဲ့ Palace နဲ့ Millwall ပွဲစဉ်မှာပွဲအစမှာပဲ Millwall အသင်းကိုယ်သမား Robert က Goal Area အပြင်ဘက်ကိုထွက်ပြီးဘောလုံးကိုရှင်းထုတ်စဉ် Pelis အတင်တိုက်စင်မှု Matita ရဲ့ဦးခေါင်းကို6ရက်နဲ့ကံမိခဲ့တာဖြစ်ပါတယ်။ Matita ဟာဒီဖြစ်ရကြောင့်ဝဲဘက်နှစ်ရွက်တဝက်ခန့်ပြက်လူနေပါဖြစ်သွားခဲ့ရပြီးအောက်ဆီဂျင်ပေးပြီးဆေးရုံကိုအမြန်ပို့ဆောင်ခဲ့ရကဒရယာကို25ချက်အထိချုပ်ခဲ့ရပါတယ်။ကွင်းလယ်တိုင်းလူကြီး Michael Oliver ဟာကနအူးမှ ာဒီဖြစ်ရပ်ကိုအရေးမယူပေမဲ့ VAR ထိုင်အဖွဲ့က Robert ကိုထုတ်ပယ်တင်ကြောင်းအကြံပေးမှုကြောင့်ပထမပိုင်း10မိနစ်မှာ၎င်းကိုတိုက်ရိုက်အနီးကပ်နဲ့ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Robert အနေနဲ့သုံးပွဲပယ်ပြစ်ဒဏ်ကြားခံရမှာဖြစ်ပေမဲ့ FA ကပြစ်ဒဏ်ထပ်တိုးဖို့တောင်းဆိုမှုအပေါ်စီကံထိန်းသိမ်းရေးကော်မရှင်ကကြားနာစစ်ဆေးပြီးတဲ့နောက်6ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့မလရှိရကထုတ်ပြန်ခဲ့ပါတယ်။ အသက်30အရွယ်အင်္ဂလန်ကိုယ်သမားရောဘတ်ဟာမီဝေါ်အသင်းရဲ့အရင်ကိုယ်သမားဖြစ်ပြီးအခုရာသီချန်ပီယံရှစ်ပြိုင်ပွဲမှာနှစ်ပွဲသာကစားခွင့်ရထားသူဖြစ်ပါတယ်။မာတီတာကဒဏ်ရာကို25ကျပ်အထိချုပ်ခဲ့ရပေမဲ့အရင်နှစ်ညပိုင်းမှာပဲဆေးရုံကပြန်ဆင်းနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းရဲ့ဒဏ်ရာဟာအယိုးကျိုးသွားခြင်းမရှိသလိုထိခိုက်မှုဖြစ်ပွားစဉ်သတိမေ့သွားခြင်းမရှိတဲ့အတွက် နေအိမ်မှာသာအနားယူနေရပါတယ်။ပဲလစ်အသင်းဒီပြကလပ်နာကလည်းမာတီတာအနေနဲ့မလနိုင်ငံတကာရဲတပ်တပ်အပြီးမှာပြန်ကစားနိုင်မှုမျှော်လင့်ကြောင်းပြောကြားထားပါတယ်။